ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုဝင်းလွင်ဦးပါကိုဝင်းလွင်ဦးဟုတ်ပြီအသက်က36နှစ်40ကတည်းကဟုတ်ကဲ့ဟုတ်ပြီအရွယ်ကားမောင်းပါတယ်ထိုင်းပါပါဟုတ်ပြီဆရာကြီးကဘာကားမောင်းနေပြောတယ်ဥမာလိုင်းကားလားအိမ်ကားလားကိုပစ္စည်းပို့တဲ့ကားလားလို့ပေါ်ပြောလားဘာမှမပါဘူးဆရာမပါကားမောင်းနေဟုတ်ပြီဟုတ်ကဲ့ဆရာကြီးခင်ဗျားတဲ့ချင်းလုံးကစားပြီးနောက်တဲ့ဘယ်ဘက်ဒူးကောင်းရောင်ပါတယ်တဲ့ ဟုတ်ပြီနောက်တိတ်မကြပါဘူးတဲ့ညာဘက်ခြိမျက်စီလဲရောင်းလာပါတယ်တဲ့ဟုတ်ပြီကျွန်တော်ဘလို့ကိုယ်တိုင်ကုသလို့ရမလဲခင်ဗျာအဲနမတကချင်းလုံးကစားလိုက်ရလိုက်ပါဗောဟုတ်ကဲ့ဆရာချင်းလုံးဆိုအမာလေဟုတ်ကဲ့ဆရာချင်းစားမှာဆိုချင်းလုံးကခတ်မှာဗောခြိပြားနဲ့လဲခတ်ရတယ်ဒူးနဲ့လဲခြိခွန်းလဲရရတယ်ဟုတ်ကဲ့ဆရာဒူးနဲ့လဲတိုက်ရတယ်ဟုတ်ကဲ့ဆရာနှစ်ဖူးနဲ့လဲတိုက်ရတယ်ဟုတ်အဲ့တော့အဲ့ချင်းလုံးကစားတာကိုခဏရပ်လိုက်ပါဟုတ်ကဲ့ဆရာရပ်လိုက်ပြီးတော့ဖြစ်တဲ့နေရာတွေကို ရေမချိုးခင်ကို9မိနစ်10မိနစ်လောက်စောမကြီးသေးမဲ့ရေကျဲကျဲလေးဖြုတ်ပုတ်ပေးထားလိုက်ဟုတ်ကဲ့ဆရာပြီးရေချိုးချလိုက်ရေချိုးကြပြီးကိုယ်မှာတနခါကရမက်အရရအောင်လိမ့်နှစ်ခုနတ်တဖြူတို့တောင်တန်ကြီးတို့တောင်တန်ကလူတို့သူများတကပြောလို့ကောင်းမဲ့ဆိုပြီးမလိမ့်ပါနဲ့ဆေးပူတွေလည်းမလိမ့်နဲ့ပါတခြားဆေးပူလည်းလုံးဝရှော်သွားပါမယ်ဟုတ်ကဲ့ဆရာနော်အဲ့လိုလည်းလို့ရှိရင်တက်တာတော့ပါလိမ့်မယ် နောက်ဖြစ်နိုင်စီးတဲ့ဖနက်ကကျမ်းမာရေးဖနက်လို့ခေါ်တဲ့ဘူလေးတွေပါတဲ့ဖနက်ကိုရွေးစီပါခွက်ဖနက်ဒီပေါ်လေးပေါ်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်ဖနက်အကောင်းစားလေးတွေမှာလည်းပဲရှိရဲတမန်အိစီးတဲ့ဖနက်မျိုးမှာလည်းရှိတယ်ဆရာဆိုအခုအိမ်ထဲမှာအခုစီးတာလည်းကျမ်းမာရေးဖနက်ပဲဟုတ်ကဲ့ဆရာအပြင်သွားရတယ်အပြင်သွားရဲစီးဖို့တည်ရန်ထားပါတယ်အဲ့လိုကျမ်းမာရေးဖနက်ကိုစီးပါလို့ကျေးဇူးတင်ပါဖြစ်နိုင်ရင်ပေါ့ဖြစ်နိုင်ရင်ဟုတ်ကဲ့ဆရာကိုအိမ်ထဲမှာကို တိုက်ဆောက်တဲ့အခါလေသေးဒီပုံနဲ့ဟုတ်ကဲ့ဆရာဘီလက်မြည်ဒီပုံနဲ့ကြောက်စလစ်ဒီပုံနဲ့အဲ့ကြောက်စလစ်ကိုစကားလေးတစ်ခုနဲ့တိုက်လိုက်တာပေါ့ဟုတ်ကဲ့ဆရာစကားတိုက်စားအရွယ်စားကြောက်စလစ်လေးအရွယ်တူနေစေချင်တာဟုတ်ကဲ့ဆရာဥမာမြေပဲစီဆိုမြေပဲစီအရွယ်ဟုတ်ကဲ့ဆရာစီစီဆိုစီစီအရွယ်ပေါ့အဲ့လိုကြောက်စလစ်ကလေးတဇလားဆောက်ဘောတဇလားဆိုတာနှစ်ပေပတ်လေနှစ်ပေပတ်လေ နှစ်တလက်မှတစ်သားလေးနဲ့ရိုက်ထားအဲ့ဒါအဲ့ကြောက်စစ်ထဲထားရေချိုးတော့မယ်ဆိုရင်အဲ့ကြောက်စစ်လက်ကလေးကိုနင်းမှာဟုတ်ကဲ့ဆရာကြောက်စစ်လက်ကလေးနင်းတာတကယ်လက်တွေနင်းကြည့်ပါအဖိုးတမ်းမှန်းသိတာဟုတ်ကဲ့ဆရာကိုချီဘွားတစ်ခုလုံးမှရှိတဲ့အကျိုးတွေအားလုံးကိုကြောက်စစ်လက်တွေကတော့လွတ်အောင်တရားမှနေရာမပဲလွတ်ပေးဘူးအဲ့လိုနင်းမှာနင်းတဲ့အခါမှာတော့ ိတ်ကြာကြာကြီးနင်းရင်မျက်စိထိတတ်ပါတယ်။အော်ဟုတ်ကဲ့ဆရာ။နော်အချိန်90လောက်နင်းပြီးပါရေချွေးရယ်။ဟုတ်ကဲ့ပါဆရာ။တက်တာတော့ပါပါလို့။ဟုတ်ကဲ့ပါဆရာ။အိတ်တဲ့အခါမှာနင်းမြင့်ပြီးရှောက်ကုန်လေလေးခရင်ပေါင်တို့လိုဖက်ကောင်းအောင်တို့လိုအဲ့ဒီပေါ်မြင့်ပြီးအိတ်ထားပို့ကောင်းပါလေ။ဟုတ်ကဲ့ပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အားလုံးသာဝနာကြီး။ဘုရားရှင်ကြပါစေ။